အားလုံးပဲမင်္ဂလာပါခင်ဗျာတော်လံမိဘပြည်သူပေါင်းတနေ့တာလုံးမှာကိုစိတ်နှစ်ဖြာကျမ်းမာရှင်လန်းချမ်းမြေကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်ဂါရဝပြုတ်ပါရခင်ဗျာ ဟုတ်ကဲ့ပါဒီကနေ့မှာဝမ်းသာစရာကောင်းတဲ့တော်လံသတင်းတူတစ်ခုကိုကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့စကိုင်းတိုင်းရွှေဘူမြို့နယ်မှာပြူစောတီ78កောင်းအရှင်ဖန်းစီရမိခဲ့တဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မနက်အစောပိုင်း9နာရီမိနစ်30မှစတင်ပြီးတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်ဆယ်ပင်ကျွန်းပြူစောတိရွာကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကစတင်ချင်းကတိုက်ခိုက်ခဲ့ပြီးတော့အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားကမနက်6နာရီ15မိနစ်အချိန်မှာပြူစောတိအထိုင်စခန်းတစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရပါတယ်ခမညာကျွန်တော်တို့အကျန်းဖတ်ဖတ်စစ်ခွေးမိတ်စာစစ်ရှုံးကောင်စီတက်မှလဲတိုက်ပွဲဖြစ်ပွားရာနေရာများကိုဝိုင်းတွဲဖြင့်ဘုံသည်16လုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ပြူစောတိရွာများကလည်းလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်ခမညာတိုက်ခိုက်မှုတွင်ပြူစောတိခွေးတကောင်တေဆုံးပြီးတော့ပြူစောတိခွေး78ကောင်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြူစောတိများထံမှ G3 အမျိုးအစားတနက်နှစ်လက်ကာပိုင်အမျိုးအစားတနက်6လက်စနစ်ဘိုတနက်နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းများကိုတိမ့်စီရမိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာအဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်23အမှတ်78အမှတ်25အမှတ်26အမှတ်9936နဲ့အမှတ်1031တည်ရင်နဲ့နေမြေပကဖအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကတော့သခိုင်းတိုင်းရွှေဘူမြို့နယ်မှာပြူစောတိ78កောင်ကိုကျွန်တော်တော်လိုင်းရေးပူပေါင်းတက်ဖွဲ့တွေကအရှင်ဖန်းစီရမိခဲ့တဲ့ဝမ်းသာစရာကောင်းတဲ့တော်လန်သတင်းတို့တခုပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းဒီလိုဝမ်းသာစရာကောင်းတဲ့တော်လန်သတင်းတို့လေးတွေကိုတင်ဆက်ပေးမှာဖြစ်လို့တော်လန်မိဘပြည်သူအပေါင်းစောင့်မျှော်ရှုစားအားပေးကြပါအောင်ခင်ဗျာကြည့်ရှုအားပေးကြတဲ့တော်လန်မိဘပြည်သူအပေါင်းကိုစိတ်နှပြချမ်းမာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ တနေ့တာလုံးမှာစစ်အာဏာရှင်ရဲ့ဘေးရန်အပေါင်းကနေပြီးတော့မှဂင်းဝေးနိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သပါပါတယ်ခင်ဗျာ